တဲလေးတွေလက်မလေးတွေတယောက်တစ်ချက်စီပါဘောနော်ဆောင်းတိုင်းမှာမလို့ရည်ညကိုမွန်မွန်ကပိုင်းလေတယောက်တစ်ချက်စီပါဘောအလုံးမဲမင်္ဂလာညချမ်းပါနော်ကျောင်းကျန်3ချိန်တော့ဘောနော်ကျန်3ချိန်တော့ကျွန်တော်ဖရိုင်နဲ့အစ်စ်ပေါ့ဗျ Facebook မှာတော့ကျွန်တော်မတင်ဘူးလေဘူးနော်အဲဒီဖရိုင်ကလည်းကျွန်တော်ကနဦးတင်နေလို့ပဲကျွန်တော်တော့တင်နေဘောနော်အခြားဆရာများတင်ထားတာရှိရင်လည်း credit တွေပေးပါလေနော်ဒီဥမာကျွန်တော်တို့ဒါကတော့လိုက်ရမှာပေါ့နော်ဆယ်ဘက်ဆိုင်လေးဒါလက်ဆောင်လေးနဲ့ကြံသုံးချိန်မှာဟိုထွက်လာနိုင်တယ်ထင်လို့ပေါ့နော်ဒါလက်ဆောင်လေးချပြတာ နှစ်ဦးမှာပရိင်္ဂါပေါ့နော်နှစ်ဦးမှာပရိင်္ဂါပရိင်္ဂါတိုင်းတော့ဆိုလို့နော်ပရိင်္ဂါတွေအများကြီးရှိတယ်နှစ်ဦးမှာပရိင်္ဂါအဲဒီထဲမှာကျွန်တော်တခုတော့ခါတုံငါးထည့်ပေါ့နော်၃၀ခါခါခါတုံလုံးပေါ့နော်၆တုံညာကိုငါအဲ့ငါးကပရိင်္ဂါထွက်အဲ့ပရိင်္ဂါထွက်တာနဲ့အဲ့ညထဲမှာခွန်ခါခွန်ခါနှစ်ခါရိုက်ပေါ့နော်ခွန်ခါခွန်ခါနှစ်ခါရိုက်ခွန်ခါခွန်ခါနှစ်ခါရိုက်တာနဲ့အဲ့သူ့ရဲ့နောက်တစ်ညပေါ့နော်နောက်တစ်ညကျွန်တော်တို့ 20နှစ်23 24မှာနောက်ပိတ်သုံးလုံးညက်ပေါ့နော်စီညံတော့မှာနောက်ပိတ်သုံးလုံးညက်အဲ့လိုညက်လို့ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်ညက်မှာခွန်ထိပ်စီးနဲ့9ပါပါ3ညပြိတ်တစ်ခွက်ထွက်တယ်ပေါ့နော်ဇေဝဆိုင်ကြီးဇေဝဆိုင်ကြီးပေါ့နော်ခွန်ထိပ်စီးနဲ့3ညပြိတ်ထွက်တယ်အဲ့လို3ညပြိတ်ထွက်တဲ့နေမှာ तू ကခွန်လို့ကြပြီးရင်ပေါ့နော်ခွန်တစ်လုံးလို့ကြပြီးရင် तू ကသူ့အောင်မှာ9ရဲ့နှက်ခက်ဒီနှစ်ဦးက9ပြိတ်ရဲ့နှက်ခက်ခွန်အပါနဲ့ပြိတ်သုံးတစ်ခွက်ထွက်တယ်6တုံညခွန်ခွန်အပါနဲ့ပြိတ်သုံးပေါ့နော်ဒါကတော့ဖြစ်နေတာတော့ခါးနဲ့နောက်ပိတ်ပဲဖြစ်နေတယ်တို့ဝိမဲ့ကျွန်တော်တော့နောက်ပိတ်ကိုပို့ကြိုက်တယ်နော် အဲ့တော့ခွန်လောက်ပိတ်နေတာပြိဒါကခွန်ပါပြိသုံးပေါ့နော်အဲ့မှာအဲ့ဒီထဲမှာလိုက်ထွက်တယ်တက်ကြံသုံးချိန်မှာပေါ့နော်အဲ့ဒီထဲမှာဒါခွန်လည်းဒီမှာစထွက်တယ်ထွက်ပြီးတော့လည်းသူ့အောင်မှာနောက်တစ်ခါခွန်တစ်လုံးနဲ့သူကခွန်အပါနဲ့ပြိသုံးပေါ့နော်ခွန်မှသူကတက်ခွန်နဲ့သွားတာကျွန်တော်တို့ကဒီခါတော့တက်ပြက်မဖြစ်ဘူးပေါ့ဒါကကျွန်တော်ပထမတစ်ကပ်ပေါ့နော်ကျွန်တော်မှန်ပါတယ်လို့ကျွန်တော်မပြောလေးဘူးဒီကောင်လည်းဒုတိယကပ်ပေါ့နော်ညဦးမှာပြိငါသူ့အောင်နှစ်ချိန်သုံးချိန်မှာခါတူခါရိုက်တယ်နော်ခါတူခါရိုက်တာနဲ့ဒီညဦးကပြိငါကိုသူကခါသုံးလုံးငါလို့ထည့်ထားတယ် ခွန်ခါရှစ်ခါသုံးခါခါသုံးလုံးငါပရိငါပေါ့နော်အဲ့လိုရိုက်ပြီးတော့သူကနှစ်ကြိမ်သုံးကြိမ်မှာခါတုခါငါပေါ့နော်ငါခါရိုက်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တနေ့ကျွန်တော်တို့20နဲ့23 24မှာကိုယ်သုံးညာလေးနဲ့နောက်ဘက်သုံးလုံးသုံးထောင်တယ်သူကဒါနှစ်ပေါ့နော်ဒီမှာသုံးထောင်တယ်ထောင်ပြီးတာနဲ့ဒီနှစ်ကြိမ်ကဒီငါခါငါခါကသူ့ရဲ့တနှစ်ကျော်သွားကြာမှာပေါ့နော်ဒီမှာကျွန်တော်တို့ငါထိတ်စီနဲ့ဘူပရိတ်တစ်ခွက်လိုက်ထွက်တယ်နှစ်ဦးကပရိငါရပါပါငါထိတ်စီနဲ့ဘူပရိတ်ထွက်တယ် ဲ့လိုထွက်တဲ့နေ့ထဲမှာ9ရဲ့နှက်ခတ်ကိုကျွန်တော်တို့၃ပြိတ်ကိုလည်း9ပါတဲ့ဒီ9ခါ9ခါကြောင့်တနည်းကြုံမှာ9ပါတဲ့ပြိတ်၃ဒီမှာထွက်တယ်ပေါ့နော်သူကတော့9ခါနဲ့အဲ့ပထမဆုံး9လို့ပေါ်ပြီးမှသူ9ပါတဲ့ပြိတ်၃ထွက်တယ်နော်ဒီမှာ9တလုံးပြန်စော့တယ်ပေါ့ဗျာ9ရဲ့အောက်မှာပေါ့နော်ဒီ9ခါ9ခါကြောင့်9ပါတဲ့အောက်မှာသူက9ပါနဲ့ပြိတ်၃လိုက်ထွက်တယ်လို့ယူဆတာပေါ့နော်အဲ့လိုလေးပေါ့ဒါကဒုတိယကတ်ပေါ့ ဒါဆိုကျွန်တော်တတိယကတ်ပေါ့နော်ဒီနှစ်ဦးတစ်ချိန်မှာဒါနှစ်တစ်နှစ် break 5ပေါ့နှစ်ချိန်သုံးချိန်မှာပဲ3ခါဒီ3ခါရိုက်တယ်ဒီနှစ်ဦးက break 5ကိုပဲသူက3ခါ1ခါ1ခါနဲ့ခါ3လုံး5လို့ထည့်တယ်ထည့်ပြီးရတယ်သူရဲ့နောက်တစ်နှစ်20နဲ့23 24မှာဇောင်းပေါ့နော်နောက်ပိတ်3လုံး4လို့ထောင်းတယ်ပေါ့ဗျာနှစ်3ညနှစ်နဲ့နောက်ပိတ်3လုံး4ထောင်းတယ်ထောင်းပြီးတာနဲ့သူရဲ့နောက်တစ်နှစ်မှာကျွန်တော် တို့ကဒီမှာ3ခါကို3ခါကြောင့်တစ်နှစ်ကျော်မှာ3အပါနဲ့ပြိတ်3ပြိတ်3ညတော့မှာကျွန်တော်3ထိပ်စီနဲ့ပြိတ်3ညဒီမှာတိုက်ထွက်တယ်နော်ဒီက သုံးခါကိုသုံးခါဒီက၃ည၅ပြိတ်ကြောင့်၅ရပ်ပါပါ၃ည၅ပြိတ်ပေါ့နော်၃အပါနဲ့၃ထိပ်ချင်းနေပေါ့နော်ဘူပြိတ်လို့ထွက်တယ်အဲ့လိုထွက်တဲ့နေထဲမှာသူက၃လို့ဆကြတယ်ဒီမှာတော့ကြာတယ်ပေါ့ဗျာဒါပေမဲ့သူ့အောင်မသူကပြက်တဲ့တွဲကြလာတော့ခါဒီမှာ၃တက်တွဲတယ်တွဲပြီးတော့နေအဲ့အောင်မှာသူက၃အပါနဲ့ဒီ၅ပြိတ်ရဲ့နက်ခတ်၃ပြိတ်ဆိုပြီးထွက်တယ်ပရမကတ်ဒီမှာကနောက်ပိတ်ခါတွေပဲသွားတယ်နော်ဒီနှစ်ဦးကပြိတ်၅ကြောင့်ဒီ၃ခါသူ၃ခါကြောင့်တစ်နှစ်ကျော်မှာ၃အပါနဲ့ပေါ့နော်အဲ၅ပြိတ်ရဲ့နက်ခတ်၃ပြိတ်လည်းလိုက်ထွက်နေတယ်လို့ယူဆတယ်ပေါ့နော် ဒါကတတိယကံပေါ့ဒါဆိုကျွန်တော်စထုတ်ထကံနေနှစ်ဦးမှာပြိ၅ပေါ့နော်ဒီမှာကျွန်တော်တို့ဂရင်းအောင်မိန်နေမှာဒီနော်၅တိ၉မှာပြိ၅နှစ်ချိန်၃ချိန်မှာတိခါကိုတိခါအဲ့တိခါကိုတိခါကိုပြိ၅ဟိုမှာသူက၉ခါ၅ခါကျွန်တော်တိခါနဲ့ခါ၃လုံး၅လို့ထည့်တယ်ထည့်ပြီးတော့ねသူ့အောင်မှာတိခါကိုတိခါလို့ရိုက်ပြီးတော့အဲ့တိပေါ့နော်နောက်ပြီးတော့စော့မယ်အဲ့သူ့ရဲ့နောက်တစ်နေ့မှာလည်းကျွန်တော်တို့ 3 3 9နဲ့20 23 24မှာနောက်ပိတ်3 5လို့ဖြစ်တယ်ဖြစ်ပြီးမှသူ့ရဲ့နောက်တစ်နေ့မှာတစ်ထိတ်စီးနဲ့ဘူဘရိတ်ဆိုပြီးဒီမှာထွက်တယ်ပေါ့နော်တချို့အားထိုးတဲ့သူတွေကျွန်တော်၄5တက်လေ16ချိန်မှာမွေးတီတင်ပေးခဲ့တာပဲနော်၄5တက်ကျွန်တော်အဲ့မှာတက်၄5ပေါ့နော်မွေးတီထွက်သွားတယ်အဲ့တော့တက်တက်လို့ပေါ်လာခြင်းကြောင့်ဒီနေ့ထဲမှာတက်ကလည်းဒီတစ်ချိန်ပေါ်လာတာဆိုတော့အဲ့တက်လို့ပေါ်လာခြင်းကြောင့်သူ့အောင်မှာကျွန်တော်တို့ကဒီအပါနဲ့ပြိတုံးဒါထွက်နိုင်တယ်ပေါ့နော်တက်မှလာခဲ့ရင်ကျွန်တော်နောက်ပိတ်ကိုပူကြိုက်တယ်တက်ထိတ်စီတစ်ချိန်ပဲခေါ်ထားတာဖြစ်တဲ့အတွက်ဒါတက်ထိတ်စီဒီတစ်ချိန်နဲ့ပြီးသွားမလားပေါ့ပြန်သုံးချိန်မှာထပ် ထွက်ပါမလားပေါ့နော်ဒါကတော့ဗိဒက်ကဆုံးဖြတ်ပါကျွန်တော်နှစ်စာပိုင်းမှာတော့ Facebook ပေါ်လည်းမှာကျွန်တော်တစ်ထိပ်တစ်ထိပ်ချင်းကြားမယ်ဆိုတော့ပြောပြီးသားပေါ့နော်အဲ့တော့တစ်အပိတ်တစ်အပိတ်နဲ့ကျွန်တော်ကတော့ပူပြီးတော့နှစ်သက်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အဲဗရိတ်ဘရိတ်တော့ဆက်ခွက်ကြီးထိုးမှာပြင်းနေမထိုးချင်ဘူးဆိုရင်ကျွန်တော်အခြေပြောပေးမယ်ဆိုရင်ကျွန်တော်ကဒီဘွဲမှာဆိုရင်သူက8 4 1ကိုကြိုက်တယ်ပေါ့နော်8 4 1တဲ့ပေါ့နော်နောက်ပြီးတော့9ခွန်1ခွန်9တဲ့ပေါ့အဲ့3ခွက်ပေါ့နော်အဲ့3ခွက်ထိုးကြည့်ပေါ့8 4 1တဲ့ 9ခွန်8 9ခွန်1ခွန်1ပြီးကြတဲ့ဘက်ကကျွန်တော်တို့ဝမ်းကျင်းဖြစ်သွားတာတင်9ခွန်ပြိတ်3ကိုအကွက်ရွှေနဲ့တနေ့နေ့နဲ့3နှစ်ကျော်ကပြိတ်3ဆိုဒီတစ်ခွက်ပဲရှိရပြန်အဲ့ကောင်ကျွန်တော်တို့ audit ထုတ်ထိုးတာပေါ့နော်ဝမ်းကျင်းဖြစ်သွားတယ်။ကျွန်တော်9ပြိတ်နဲ့ထိုးတာပြီးကြတဲ့ဘက်က9ပြိတ်နဲ့ audit ထုတ်တာပေါ့နော်ကျွန်တော်ရှီပေါင်းရှင်းနဲ့ပြိတ်3အဲ့ဒီမှာကျွန်တော်တို့3နှစ်ကျော်ကအရွှေလိုက်ဆိုပြီးတော့ကျွန်တော်တို့ထုတ်ခဲ့တာပေါ့နော်အဲ့မှာ9ခွန်1ခွန်9ပြိတ်ပေါ့နော်အဲ့လိုလေးထိုးကြည့်ပေါ့1နောက်ပြိတ်နဲ့ပိုနှစ်သက်တယ်ပေါ့ဗျာအဲမိမိကြိုက်နေတဲ့လို့ထိုးခြင်းလဲပတ်လဲပဲထိုးလို့ဘယ်လို เนาะအဲ့တော့မိမိသဘောပေါ့ကျွန်တော်အကြိုက်ကိုပြောရမယ်ဆိုရင်တင်းနောက်ပိတ်နဲ့ကြံ၃ချိန်မှာကြံ၃ချိန်ဆိုမှဒီချိန်မှာကိုထွက်နိုင်တယ်ပေါ့နော်ပြစ်လို့ပေါ်လာပြီးကြောင်ပြစ်ဒီဘက်မှာဆင့်ပေါ်မယ်ဆိုရင်ဗရိတ်၃နဲ့ပေါ်နိုင်ပါတယ်လို့ကျွန်တော်ကတော့သုံးသက်တယ်ပေါ့နော်ဒါတက်ကြိုက်တဲ့လူတွေအတွက်ဟုတ်ပြီကျွန်တော် YouTube ဆိုတော့ဗီဒီယိုဖိုင်ကကျွန်တော်မိနစ်30လောက်ဆိုရင်မကောင်းတော့ဘူးပေါ့နော်အဲ့တော့နောက်တစ်ဆက်ပြောမယ်ဖြစ်ဖို့လို့ကျွန်တော် site ကြာကြီးပြလို့မရအောင်နော်ဒီမှာကျွန်တော်တို့ရှင်းတော့ပဲသုံးခက်ပေါ့နော် အဲ့လိုရိုက်တဲ့နေ့ထဲမှာသူက16ချိန်မှာ6ခါတိုင်း9ခေါက်ပိတ်18ချိန်3ခေါက်ပိတ်14ချိန်မှာ6ခါဆောင်းခွန်ရိုက်ပေါ့နော်အဲ့လိုရိုက်ပြီးတော့အဲ့နေ့ထဲမှာသူက၄ချိန်စီးလို့ထွက်တယ်ပေါ့ဗျာ၄ချိန်စီးရဲ့တစ်နှစ်ကျော်မှာ၄ချိန်စီးနဲ့ဗရိတ်လေးထွက်တယ်ပေါ့နော်ဗရိတ်ကစီညံတော့မှာဒီ၄ချိန်စီးကြောင့်ဗရိတ်လေးထွက်တယ်၄ချိန်စီးကဗရိတ်လေးထွက်တဲ့နေရာမှာပုံသေးပေါ့နော်ဒီ၄ချိန်စီးနဲ့ထွက်တဲ့ဗရိတ်လေးကသူ့ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်တယ် အဲ့လိုထွက်တာနဲ့သူကဒီလေးထိပ်ကြီးနဲ့ပရိလေးထွက်တဲ့နေထဲမှာဟိုကိုးချိန်မှာလေးပိတ်သူ့အောက်သားမှာကိုးခါသူ့အောက်သားမှာကိုးခါပေါ့နော်သူရဲ့ညာဘက်ပေါ်သားမှာကိုးချိန်မှာနှစ်တက်ခွန်နဲ့တက်ပိတ်နေဖို့လေးဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တာနဲ့သူကလေးအပိတ်လေးအပိတ်လို့ရိုက်တယ်ဗျာဟုတ်တယ်66တက်မွေးကနားကျွန်တော်59တက်အာလို့လည်းပြောပါတယ်နော်အကွက်ရွှေကျွန်တော်က၄တက်ခွန်နဲ့ပေါ်မယ်ထင်တော့59တက်ပေးတာအဲ့မှာတက်ထိပ်ကြီးလေးခါတိုင်းနဲ့သွားတာကျွန်တော် ပြင်မှာပုံရင်လေးနဲ့တွဲမယ်လို့ပဲကျွန်တော်ထင်တာလေအဲ့ဒါကျွန်တော်နှစ်စာပိုင်းမှာလည်းပြောတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်လည်းပြေးလေးရှိပါတယ်အဲ့ဒါတွေကတော့ပြန်ပြအောင်နေတော့နော်ဟာလို့ဆိုတော့ကျွန်တော် YouTube profile မိနစ်30ကျွင်းရင်မကောင်းဘူးအဲ့တော့၄ဘိတ်၄ဘိတ်လို့ရိုက်တယ်အဲ့ဇောင်းမှာတော့ပြန်ရကြတယ်နော်ပြန်ရကြတယ်အဲ့ဒီထဲမှာပြန်ရကြတယ်၄ဘိတ်၄ဘိတ်ရဲ့ဇောင်းမှာပြန်ရကြတယ်ဒါပိုင်းမှာလည်းကက်ပေါ်ပြဒါပြနေကြလိုင်းဆိုတော့ထားလိုက်မှာနော်အဲ့မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအကွက်ရွှေကဒါ၃ကျင်းပေါ့နော်ဆက်၃ကျင်း၃ပေါ့ဒီ၃လုံးပေါင်းချင်းသူက၄ပေါ့ဗျာ ထိတ်ချင်းနှလုံးနဲ့နောက်ပိတ်နဲ့အုံလုံးပေါင်းချင်း၄ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့သူ့အောက်မှာထွက်တဲ့၄၅နှစ်ကကျွန်တော်တို့ဗရိတ်ပြစ်ပေါ့နော်ဒီတစ်နှစ်ကျော်မှသူကတိပရိတ်၆ပရိတ်ကိုအဲ့တိပရိတ်၆ပရိတ်ကိုတိပရိတ်၆ပရိတ်ပေါ်ဖို့ရတဲ့တိပရိတ်အရင်ခံရမယ်အဲ့တိပရိတ်ကလည်းကျွန်တော်တို့ဒီအုံလုံး၄၅၄၅ပေါ့နော်တုံးလုံးပေါင်းချင်း၄ရအောင်မှာတစ်ပရိတ်ရိုက်ပြီးမှ၆ပရိတ်ရိုက်မှာပေါ့အဲ့လိုမျိုးယူဆတာပေါ့နော်ဒီတစ်ပရိတ်ကဘယ်နှစ်နှစ်ကလာလဲဆိုတော့သူ့ရဲ့ပဲပဲတနည်းနည်းနည်း၃နှစ်ကျော်ကလာခဲ့တဲ့ကောင်ပေါ့နော်အဲ့လိုမျိုးရွှေပြီးမှသူ့အောင်မှာဗရိတ်၆ဆိုပြီးကျွန်တော်ကဖမ်းတာဟုတ်ဒါပြီးသွားတဲ့ဟာပေါ့နော်အခုလိုရင်းကတော့၄ပရိတ်၄ပရိတ်အောင်မှာပြန်ကြကြရတယ် အညထဲမှာနောက်ပြီးမှကျွန်တော်ဆက်ကစားမယ်နော်ဒါပြန်ကြပဲပထမတစ်ချက်ဖြတ်မယ်ဒုတိယကတ်မှာလည်း24ချိန်မှာ6နောက်ပိတ်ပေါ့နော်အညထဲမှာ16ချိန်မှာ9ခ18ချိန်မှာ3ပိတ်ပေါ့နော်16ချိန်မှာခွန်ပိတ်ပေါ့9ခွန်3ပဲချိုးတယ်14ချိန်မှာ9ခဆောင်းခွန်ဖြတ်ပေါ့နော်အညထဲမှာလည်း3ထိပ်စီရဲ့တစ်နှစ်ကျော်မှာ4ထိပ်စီနဲ့ဗရိတ်3တစ်ခွထွက်တယ်ထွက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်ကိုအဲ့ကနေကပြန်ထွက်တယ်ပေါ့နော်အဲ့4ထိပ်စီနဲ့ဗရိတ်3ထွက်တဲ့ညထဲမှာ9ချိန်မှာ3အပိတ်8ခ8ခပေါ့နော်လူဆောင်မှာခွာလေးနဲ့9အပိတ်နဲ့3လို့ဖြစ်တယ်အဲ့လို3လို့ဖြစ်တဲ့ညထဲမှာသူက3အပိတ်3အပိတ် ဗရိတ်လေးလို့ရိုက်တယ်နဲ့သူ့ဆောင်မှာအိုက်ကနန်ကပြန်ချရပါတော့နော်၆ခုနှစ်ကိုကျွန်တော်ပြန်ချရပါတော့ဒါပြန်ချောက်ခန်းတဲ့တိုင်းအဲ့ညချင်းမှာပဲသူကဆော့မိကရဘက်ကဆော့လေးဟာပေါ့နော်ဒီမှာသူက၃ကြောင်မလို့၆ထိတ်နဲ့တစ်ထိတ်၆ပိတ်နဲ့၃လို့ဖြစ်တယ်နဲ့သူ့အောင်မှာကျွန်တော်တို့ကဗရိတ်နှစ်ထွက်တယ်တနည်းကျော်ဒီနှစ်ဗရိတ်ပေါ့နော်၄ချိန်နှစ်ဗရိတ်ဟို၅ချိန်မှာခွန်ဗရိတ်ကိုနှစ်ဗရိတ်ခွန်ဗရိတ်ကိုဒီမှာနှစ်ဗရိတ်ထွက်တယ်ထွက်မှာသူ့အောင်မှာခွန်ဗရိတ်ဆိုပြီးယူဆတာပေါ့နော်အဲ့တော့ဒီနှစ်ဗရိတ်ကဘယ်ရလာလဲဆိုတော့တနည်းနှစ်နှစ်၃နှစ်ကျော်လာခဲ့တယ်နှစ်ဗရိတ်ကျွန်တော်တို့ဒီမှာ၄၃၅ပေါ့နော် အဲ့ညဘရိတ်ကိုဒီမှာညဘရိတ်ရွှေ့ရအဲ့လိုရွှေ့မှသူ့အောင်ခွန်ဘရိတ်လိုယူဆတာနော်ဒါကကျွန်တော်တို့အယူဆအောင်ပြောပြတာအဲ့အကွက်ရွှေ့ဖြစ်တဲ့အတွက်ထိုးလို့ရလေးတယ်ဆိုတာကိုပြောပြချင်တာနော်ဟုတ်ကဲ့ပါလို့ဒါဆိုကျွန်တော်တတိယကပ်ပေါ့နော်24ချိန်မှာ6နောက်ပိတ်16ချိန်မှာ9ခါတိုင်း9နောက်ပိတ်18ချိန်3နောက်ပိတ်14ချိန်မှာ9ခါဆောင်းခွန်ဖြစ်အဲ့ဒီတဲ့နှစ်ထိပ်စီးလို့ရိုက်တာနဲ့သူ့ရဲ့တနည်းကြုံမှာ၄ထိပ်နဲ့ဘရိတ်ညှစ်ထွက်တယ်ထွက်ပြီးတော့နဲ့သူ့ရဲ့အဲ့၄ထိပ်နဲ့ဘရိတ်ညှစ်ကနောက်တစ်နှစ်ကိုပြန်ကူးတယ် ကူတာနဲ့ဒီလေးထိပ်ဒီပရိနေထွက်တဲ့နေထဲမှာ तू က၉ချိန်မှာနှစ်ပိတ်တူသောမှာခွန်ခါတူသောမှာခွန်ခါသူ့ရဲ့အာဘက်ပေါ်သောမှာ၆တုံရအခွန်နဲ့၆ပိတ်နဲ့နှစ်လို့ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့အဲ့နေထဲမှာနှစ်ပိတ်နှစ်ပိတ်ပရိလေးရဲ့တောင်းမှာကျွန်တော်ပြန်ကြရဆိုပြီးတော့ဒီမှာရဲရဲဆော့ခဲ့တယ်ပေါ့နော်ပတ်လည်ပြသွားတော့မတက်နိုင်ဘူးမှန်ပါမင်းရောတစ်ခွက်ထဲထုတ်တာ၃၅6ကိုကျွန်တော်တို့က936 653အဲ့လိုတဲ့နှစ်ခွက်ထုတ်ပေးတယ်ပေါ့နော်အဲ့မှာပတ်လည်ထိုးတဲ့သူတွေပေါက်ကြရတယ်ပေါ့ဗျာ မင်းရောတော့ထဲပတ်လေထိုးတဲ့သူတွေတော့ပေါက်တာပေါ့နော်အခြားကဏ္ဍကတော့ကျွန်တော်တို့စုစုပေါင်းပုံမှန်ခုနှစ်ကွက်လောက်ပို့တယ်တခါတလေမှ၈ကွက်၉ကွက်တိရောက်တယ်ပေါ့နော်အရင်ထဲမှာမင်းရောတော့ဘယ်တော့နေဒီကွက်ထဲပဲရွေးတယ်နော်အဲ့တော့ဒီ၃၅၆ပြန်ကြကျွန်တော်တို့ဖမ်းပေးတာရခဲ့တယ်အဲ့ညက်ထဲမှာလည်းသူကကျွန်တော်တို့နှစ်ကြောင်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ၈ရှိကိုရှိမှာပေါ့နော်ဒီတုံးလုံးကျွန်တော်တို့နှစ်ဖြစ်တာ6ရှစ်ရှစ်မှာနှစ်ဖြစ်တာအဲ့လိုဖြစ်တာ ਨੇ သူ့အောင်မှာထွက်မယ်ခဏငါတော့တနှစ်ကျော်၄ချိန်ကဒီ၃ပြိတ်၈ပြိတ်ကိုကျွန်တော်ဒီမှာနှစ်ပွဲ ဆင့်ရိုက်ချင်တာပေါ့နော်ဒီမှာပရိတ်သုံးရိုက်ဒီဘက်မှာ shift break all the ထိုးတော့မှာပေါ့ဗျာအဲ့တော့ shift break ကတော့ဒီမှာ၃ break မြိုက်တဲ့အတွက်ကျွန်တော်ပါစင်းကလောက်ပဲပါတော့မယ်ပေါ့နော်အဲ့တော့ဒီမှာထွက်မဲ့ကဏ္ဍကကျွန်တော်ယူဆတာကတနည်းနှစ်နှစ်၃နှစ်ကျော်ကပရိတ်သုံးဆိုရင်ဒီခွန်တင်၅တခုပဲရှိတယ်အဲ့မှာ၅ကလည်းကောင်းနေဗျာကျွန်တော်တို့အဲ့ငါးတည်းတည်းလည်းကောင်းနေတော့၅ပိတ်ဆိုင်တည်းရောအခြားကဏ္ဍတွေပေါ့နော်ပရိတ်သုံးတွေအခြားလိုင်းတွေရောအဲ့တော့ကျွန်တော်ခွန်တင်၅ဆိုပြီးတော့မမ all the ယူပေးတာပေါ့နော်အဲ့မှာကျွန်တော်တို့တွေ့ဖြစ်သွားတယ်အဲ့ဒါကတော့ထားလိုက်တော့ပြီးသွားပြီနော် အဲ့တော့ဒါအကွက်ရှိကိုထိုးကျင်နေတယ်ဆိုတနေ့နေ့နဲ့သုံးနေ့ကျော်ပရိသုံးဆိုဒီတစ်ခွက်ပဲရှိတာအဲ့အောင်မှာမှာပရိရှိထွက်မှာလို့ယူဆတာပေါ့နော်အဲ့တော့ဒီနေ့ချိန်မှာလည်းအိုက်ခွန်တင်ငါ့ကိုဒါမှမဟုတ်ကျွန်တော်တစ်ပါပရိသုံးထွက်ရင်အဲ့ဒီကနန်းကိုလည်းစိတ်မချလို့အဲ့မှာဒီနေ့ပွဲမှာထိုးလို့ခိုင်းတယ်အဲ့တော့ဒီနေ့ပွဲထွက်သွားရင်ဒီပွဲမှာရှစ်ပရိထိုးကျင်တာဒီပွဲမှာပရိအိုက်ခွန်တင်ငါ့ပတ်လက်ထွက်ရင်ဒီပွဲမှာရှစ်ပရိထိုးကျင်တာဒါကထိုးကျင်နေအောင်ပြပေးတာနော်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီလေးပိတ်လေးပိတ်ပရိလေးရဲ့ဆောင်မှာပြန်ကြကြရတယ်အဲ့ညထဲမှာသူကငားလို့စရိုက်တာပေါ့နော်ငားတန်လေးလည်းကျွန်တော်ပြောခဲ့ပါလေငားလို့စရိုက်တာကကျွန်တော်တို့ အဲကျွန်တော်6ကြိမ်မှာ9တန်စရောက်တယ်ဗောနော်အဲ့မှာ9တန်လဲကျွန်တော်ကိုယ်ပဲကြီးရေးထားတယ်ဗျမရေတော့မရေတော့ဗောနော်အဲ့လိုပဲ9ကိုလဲကျွန်တော်တို့အလုံးကြိမ်နဲ့စောတာဒီမှာ9တလုံး9တလုံးဗောနော်ကျွန်တော်ဒီမှာ9နှလုံး3လုံး4လုံး5လုံး6လုံး6လုံးပေါ့နော်ကျွန်တော်9လုံးမြောက်လို့ပေါ်တော့မယ်ဆိုရင်9လုံးမြောက်ဒီမှာပေါ်တယ်ဗျာ9လုံးမြောက်လို့ပေါ်တော့မယ်ဆိုသူ့အောင်မှာ9ကနောက်ထပ်ဆက်ကစားတော့နော်အဲ့တူက9 9လုံးမြောက်ပေါ်တော့မယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အပေါ်မှာကျွန်တော်တို့က6ထိပ်ပေါ့နော်စီနီယာတော့မှာ6ထိပ်3ထိပ်2ထိပ်ထိပ်3လုံး4လို့ဖြစ်ရမယ် ကိုထိတ်လည်းဖြစ်ရမယ်ထိတ်သုံးလုံး၄လို့လည်းဖြစ်ရမယ်အဲ့လေးတည်းဒီ၄ဘိတ်၄ဘိတ်ကြီးကြောင်းเนาะအဲ့တော့ထိတ်သုံးလုံးကလည်းကျွန်တော်တို့က၄ဖြစ်ရမယ်ကိုအဘိတ်လို့ကိုထိတ်စီရဲ့အောက်ငါးကျွန်တော်တို့ခုနှစ်လုံးမြောက်ပေါ်တယ်လို့ယူဆတယ်ပေါ့เนาะအဲ့လိုဖြစ်ဖို့ကလည်းသူ့ရဲ့ဘေးမှာနောက်ဘိတ်သုံးလုံးကခွန်လို့ပုံတည်ရရမယ်ခွန်သုံးခွန်နဲ့နောက်ဘိတ်သုံးလုံးပုံပုံတည်ပေါ့เนาะ၈ခွန်သုံးနဲ့နောက်ဘိတ်သုံးလုံး၈၈ရဲ့ခွန်ရဲ့ပေါ့เนาะနှမျိုးပေါင်းရင်တော့၅ဖြစ်တယ်ပေါ့ဗျအဲ့သူ့အောက်မှာမှာကျွန်တော်တို့ကဒါကျွန်တော်တို့865လို့ထွက်တယ်ပေါ့ဗျာဒါက865ထွက်တာပဲထားအောင်เนาะကဏ္ဍကိုပြီးကြမှာတစ်ခါပြန်ရှင်းရအောင်ဆိုဘာလို့တော့ဇက်ရည်လေအောင်လို့เนาะ အဒုတိယကတ်မှာလည်းကျွန်တော်တို့ကဒီမှာ၃မိတ်၃မိတ်ဗလီလေးရဲ့ဇောင်းမှာပြန်ရကြတယ်ပြန်ရကြပြီအဲ့ဒီထဲမှာသူက၅တန်စထွက်ရင်ခွင့်ရှစ်တွဲနေဖြစ်တာနော်သူကခွင့်ရှစ်တွဲရလည်းတွဲနေတာကျွန်တော်၆ချိန်မှာခွင့်ရှစ်တွဲ၅တန်စပို့တာ၅တန်စပို့ပြီးဆိုရင်ခွင့်ရှစ်တွဲနေပို့တာအဲ့ဒီထဲမှာအပေါ်မှာ၅တန်လုံးဝမစော်ဘူးအဲ့တူကျွန်တော်တို့က၅ကိုလည်းအဲ့ဒီထဲမှာဘယ်နှလုံးစော်လဲဆိုရင်ကြည့်မယ်တစ်လုံးဒီမှာ၂လုံး၃လုံး၄လုံး၅လုံးဒီမှာ၆လုံး၆လုံး ပေါ်ပြီပေါ့နော်ခုနှစ်လုံးမြောက်ပေါ်တော့မယ်ဆိုရင်သူ့အပေါ်မှာကျွန်တော်ကိုးထိပ်ပြီးတော့ကိုးလည်းကြီးရဲ့၃ရက်ထိပ်၃ရက်၃ရက်၃ပေါ့နော်ထိပ်ကြီး၃လုံး၃လို့ဖြစ်တယ်ဖြစ်ပြီးမှသူက၅ခုနှစ်လုံးမြောက်ပေါ်တာပေါ်ပြီးရင်သူ့အပေါ်မှာ၅ကမရှိတော့ဘူးနော်အဲ့တော့သူ့ရဲ့ဘေးတိုင်းမှာလည်းသူနောက်ပိတ်၃လုံးခွန်နောက်ပိတ်၃လုံးခွန်ကိုဒီကနေပြီးတော့ကျွန်တော်ပြန်ပေါက်မယ်ဆိုရင်နောက်ပိတ်၃လုံးက၈ဒီ၃လုံးခွန်ဒီ၃လုံး၈အဲ့ခွန်၈တွဲရဲ့ဘေးမှာမှကျွန်တော်တို့က၅ကခုနှစ်လုံးမြောက်ကစားခဲ့တာအဲ့ခုနှစ်လုံးမြောက်ကစားတဲ့အချိန်မှာလည်းရိုးရိုးရှင်းရှင်းလေးပြမယ်ဆိုရင်တော့ဒီမှာ၈၆၅ဘရိတ်ကိုးထိပ်ကိုဘရိတ်ကို ဒုတိယကတုံညာထိတ်ကျော်65တွဲနဲ့ပရိတ်တုံညာဒါကတမျိုးဟုတ်ပြီနော်ဒါကကျွန်တော်တို့ကငါးနဲ့ပတ်သက်လို့ကစားကွက်ကိုဒီကွက်မှာဒါချပြတာပေါ့နော်အဲ့တော့ကျွန်တော်တတိယကတ်အနေနဲ့ဒီမှာနှစ်ပိတ်နှစ်ပိတ်ပရိတ်လေးရဲ့ဆောင်းမှာဒါပြန်ကြလဲကြာခဲ့ပြီပေါ့နော်အဲ့ဒီထဲမှာလဲကျွန်တော်အပေါ်မှာ9000ကျွန်တော်စော်ဦးပေါ့နော်အဲ့တော့9000 6ကြိမ်မှာစော့တယ်ကျွန်တော်ကတော့ audio ထုတ်တာက6ရှစ်လေးနဲ့6ရှစ်ကိုအဲ့ကွက်က9000တော့ဖြစ်မယ်8ခွန်တွဲကြီးပဲပြီးတော့ဘူးဆိုပြီးတော့ထုတ်တာပေါ့နော်အဲ့မှာ၆ခုဝင်ထွက်တော့၅၈ခုတွဲနေပဲတွဲလာအဲ့တော့ကျွန်တော်တို့အဲ့ဒီထဲမှာ၅အလုံးကြီးကိုဆော့နေတာပေါ့နော်ဒီမှာ၅တလုံးစင်းနေဒီမှာ၂လုံး ီမှာ3လုံး4လုံး5လုံးဒီမှာ6လုံးပြီးကြတယ်ကွယ်ပြီးသွားပြီ6လုံးပြီးတာနဲ့ကျွန်တော်တို့9လုံးမြောက်ကိုကစားကြတယ်9လုံးမြောက်ကစားဖို့ရဒီ3ချိန်မှာ2ချိန်ကစားရမှာဆိုတော့ကျွန်တော်ဒီပွဲကိုသွားပြီးတော့ကြိုင်နေတာဘာလို့လဲဆိုတော့ကျွန်တော်9တုံးရက်တစ်ထိပ်ဒီမှာတစ်ထိပ်တစ်ထိပ်ကိုထိပ်သုံးလုံးနှစ်ကလည်းဒီမှာရိုက်တယ်ဗျာဟုတ်ပြီနော်တစ်နှစ်ကို3လုံးပေါင်းချင်းကလည်းနှစ်ဖြစ်တယ်အဲ့လိုနှစ်ဖြစ်ရုံနဲ့ကျွန်တော်တို့ဟုတ်ပြီလားဆိုမဟုတ်သေးဘူးသူ့ဘေးမှာလည်းဒီမှာ1ပိတ်3ပိတ်3ပိတ်ကလည်းခွန်ဖြစ်နေတယ်အဲ့ခွန်လို့မှသူကနောက်ပိတ်3လုံးကလည်းဒီမှာ10လို့ရိုက်ထားတယ်4 1 3နဲ့3လုံးပေါင်းချင်း10လို့ရိုက်ထားခြင်းကြောင့်သူ့အောင်မှာသူကရိုးချင်းလေးနဲ့865 9ပိတ်ပေါ့နော် ်နောက်ပြီးတော့96 596ပေါ့ရအဲ့မှာ3ရပြိဒီမှာတစ်ပြိရိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့တစ်ပြိကြောင့်တစ်ထိတ်ကြောင့်တစ်ပြိလို့ရိုက်မယ်ဆိုရင်96တွဲနေဆိုရင်ကျွန်တော်တို့က650အဲ sorry 960ပေါ့နော်960တဲဆိုပြီးတော့ကျွန်တော်တို့အဲ့ရိုးရှင်းရိုက်မယ်ဆို960တဲတကွက်ကြိုက်တယ်ပေါ့နော်အဲ့ကောင်ကအာဘာလို့အဲ့လိုမျိုးရိုးရှင်းရိုက်လဲဆိုတော့သူ့ရဲ့ဘေးနဲ့မှာ break ကို break ကိုတကွက်ကို865ဆိုပြီးတော့သူက break ကိုတကွက်ထွက်တယ်ဗျအဲ့ကနေပေါ့နော်အဲဒီဘက်ဘေးမှာလည်း969ရဲ့ဘေးဘက်မှာလည်းသူက 6ပေါ့နော်86တွင်းနေပဲဒီမှာ666ဘူဘရိတ်ထွက်တယ်ဗျအဲ့တော့ကျွန်တော်တတိယကန့်အနေနဲ့လည်းသူ့ရဲ့ဘေးနေမှာဗရိတ်1ကို66ခွန်ဆိုပြီးတော့ထွက်ထားခြင်းကြောင့်ရိုးချင်းမဲ960ပြီးရင်ပြီးသွားနိုင်တယ်မွေးကနန်းလည်းကျွန်တော်နှစ်ဆပိုင်းပြင်ထားတယ်အဲ့ကနန်းဘာလို့အိုက်ကနန်းကိုမွေးကနန်းတင်ဘူးလဲဆိုတော့တော့တိုက်ဆိုင်တာပါเนาะဒီ၄ထိပ်စီ၄ထိပ်နဲ့ဗရိတ်လေးရဲ့ဘေးမှာထွက်ထားတဲ့ဒီ၄၅၂ကသူ့ရဲ့တစ်နှစ်ကျော်မှာနှစ်ခါတောင်ပြန်ထွက်တယ်လို့ကျွန်တော်ပြောဘူးတယ်เนาะဒီမှာလည်း ဲအဲ့လိုပဲကျွန်တော်၃ထိပ်စီရဲ့တစ်နှစ်ကျော်၄ထိပ်စီနဲ့ပရိတ်သုံးကသူ့ရဲ့နောက်တစ်နှစ်ကိုထွက်လို့သူ့ဘေးကဒီ630ကတစ်နှစ်ကျော်မှာနှစ်ခါတောင်ထွက်ဘူးလေအဲ့တော့ကျွန်တော်တို့ကဒီမှာ၂ထိပ်စီလေကျောင်းနှစ်၄ထိပ်နဲ့ပရိတ်ညက်ထွက်တယ်အဲ့ကနေနောက်တစ်နှစ်ကိုထွက်တော့သူ့ရဲ့ဘေးလိုက်ကဒီ635ဆိုတဲ့ကဏ္ဍကဒီဘက်မှာနှစ်ခါတောင်ထွက်နိုင်တယ်ဆိုပြီးတော့ကျွန်တော်နှစ်ဆပိုင်းကြီးမှာငွေကဏ္ဍဖြစ်နေပြီးခဲ့ဘူးလေဒီဘက်မှာတိုက်ဆိုင်နေလို့ချပြတာပေါ့နော်အဲ့တော့နောက်တစ်မျိုးကကျွန်တော်စဉ်းစားတာကနောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးစဉ်းစားတာကထွန်ရကျွန်တော် မကြိုက်ဘူးဗျမကြိုက်ဘူးပြီးခဲ့တဲ့ဘွဲရယ်နည်းနည်းစိုက်နေစုံနေလို့ကျွန်တော်တင်ပြီးတာနော်ထွိုင်းမင်းမင်းလို့တင်ပြီးတာကျွန်တော်ပြီးခဲ့တဲ့ဘက်ကမန်မာလည်းမထွိုင်းမထည့်ဘူးကျွန်တော်ထွိုင်းကြိုက်တဲ့ထဲမှာကျွန်တော်မပါဘူးနော်မထွက်ဘူးလို့တော့မဆိုလို့ဘူးဒါပေမဲ့ကျွန်တော်ကထွိုင်းကတနည်းနေလို့တစ်ခါထွက်တဲ့ခဏမှမဟုတ်တဲ့တော့ကျွန်တော်ကအဲ့ထွိုင်းကိုတိတ်စိတ်မှန်တာဘူးနော်အဲပြီးခဲ့တဲ့ဘွဲကလည်းမေးတဲ့သူများလို့အဲမေးတဲ့ကတောင်းဆိုလို့နေဘူးလန့်ပေးတာဒီမှာ9 3နှစ်ပေါ့နော်၃လုံးပေါင်းချင်း၄ဖြစ်တယ်အဲ့၄ဖြစ်တာနဲ့သူ့အောင်မှာကျွန်တော်တို့ကဒီ6 6 5မှာငါအပါနဲ့ကျွန်တော်တို့ပရိကူးကိုမှ သူကဖြစ်နိုင်ရည်တစ်ခုရှိတာကဒီမှာ၄ပိတ်၄ပိတ်ရဲ့ဇောင်းမှာပြန်ရကြတယ်ကြတော့လေသူ့အပေါ်ကဒီ၄ထိတ်ကြောင်းဒီ၃လုံးကတုံးလို့ရိုက်တယ်ဒီ၄ကိုပဲသူကဒီ၉၃ဟိုပါဘောเนาะကျွန်တော်ဒီ၂၃၉အသုံးလုံးပေါင်းခြင်း၄လို့ဖြစ်တဲ့အချိန်မှာဒီမှာ၈ခါ၃ခါ၃ပိတ်နဲ့၄လို့ဒီမှာ၈ပေါင်း၄နဲ့ကျွန်တော်တို့ဗရိတ်ကိုထွက်တယ်လို့လေတမျိုးယူဆလို့ရတယ်เนาะ ။နောက်သူဒုတိယကတ်မှာလည်းဒီမှာ3ပိတ်3ပိတ်ရဲ့ဇောင်းမှာပြန်ကြကြတယ်။ကြတော့လေသူ့အပေါ်ကဒီ၄ထိပ်ကြောင်း၄ထိပ်နဲ့ဒီ3လုံးက3ဖြစ်တယ်ဒီ3ထိပ်ကြောင်းပေါ့နော်3လုံးပေါင်းရင်3ဖြစ်တယ်။အဲ့ဒီ၄ကလည်းသူကဒီ3လုံး၄သေးတာပေါ့ဗျာကျွန်တော်ရှေ့မှာဆိုလို့ဒီမှာလည်းဒီ၄ထိပ်ကဒီ3လုံးက၄သေးတာဒီ3ထိပ်ကြောင်း၄နဲ့ရှေ့ပေါင်း9နဲ့ကို3ဖြစ်ပြီးမှပြန်ကြကြတယ်။ဒီမှာလည်း3ထိပ်ကြောင်းရှေ့ပေါင်း9နဲ့ဒီ၄ထိပ်နဲ့ကို3ဖြစ်ပြီးမှပြန်ကြကြတယ်။အဲ့ဒီ၄ကဒီ3လုံး၄လို့ပေါ့နော်။အဲ့တော့ဒီ၄ကြောင့်မယ်ကျွန်တော်တို့ကဒီ၃ညထိတ်နေဒီ၃လုံး၃ဖြစ်တဲ့ချိန်မှာဒီအပေါ်က၉ခါနဲ့ဒီနောက်ပေါင်းကားနဲ့၄ပဲလို့ဒီမှာရှေ့ပေါင်း၄နဲ့ ကျွန်တော်တို့ပရိတ်တုံညာထွက်တယ်လို့လည်းတနည်းယူဆတာပေါ့နော်အဲ့တော့တတိယကတ်မှာလည်းကျွန်တော်တို့ဒီနှစ်ပိတ်နှစ်ပိတ်ပရိတ်လေးရဲ့ဆုံးမှာပြန်ချက်ကြတယ်ကြားတဲ့ချိန်မှာကျွန်တော်ရှေးပေါင်း9နဲ့မှခန်းဘူးနော်အဲ့မှာ6ထိတ်ကျော်ဒီ3လုံး6ထိတ်ရမှာဒီမှာ8ထိတ်ခန်းတဲ့အတွက်ရှေးပေါင်း8နဲ့ကျွန်တော်က9 3 6လို့ထုတ်တယ်ဒါမတက်နိုင်ဘူးလေကျွန်တော်ထိတ်စီးနောက်ပိတ်နေရာထိုင်ရွေးတဲ့အချိန်မှာလွဲချုံမှုပေါ့နော်ဒီ၈ထိတ်ကလည်းသူ့ရဲ့တစ်နှစ်ကျော်မှာဒီ၃လုံးက၈ထားလို့ဒီ၈ထိတ်ဝင်မှဒီ၈ပေါင်း၈နဲ့၆ဖြစ်ပြီးမှဒီ၆ထိတ်ကိုဒီ၃လုံး၆ဖြစ်ပြီးမှပြန်ကြကြသွားတာအဲ့တော့ဒီကျွန်တော်တို့၈ကိုပဲအခုဒီ ုံးလုံးပေါင်းချင်း2ဖြစ်တဲ့အချိန်မှာသူက6ခါ5 4ခါ5ပိတ်နဲ့သုံးလုံးပေါင်းချင်း8ထားလို့ဒီ8ပေါင်း8နဲ့ပြန်ကြဖြစ်မှာဆိုရင်ကျွန်တော်တို့က9လည်းပါရမယ်ဗျာအဲ့တော့8ပေါင်း8ဆိုရင်933တကွက်ပဲရှိတော့တာပေါ့နော်ဒဲပေါ့အဲဒါလေးကိုကျွန်တော်ပြချင်တာပေါ့နော်933